င်္ဂလာပါရှင်။ဂန်နီရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။စကိုင်းတိုင်းမုံရွာခရိုင်ချောင်းမြို့ရဲစခန်းကို မနေ့ကအောက်တိုဘာလ10ရက်နေ့မနက်9:00နာရီခန့်မှာ60မမဘုံသီးနှလုံးနဲ့တိုက်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်သား9ဦးသေဆုံးပြီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ဒါအပြင် မနက်9:00နာရီခန့်မှာ drone နဲ့ဘုံသီးချတိုက်ခိုက်ခဲ့ပြီး ကားကိုတောင်ထိမှန်ပောက်ကွဲခဲ့တယ်လို့လည်းသိရပါဗျ။တိုက်ခိုက်မှုတွေကြောင့်သေဆုံးသူ9ဦးတွေကတအူးရဲ့ရုပ်အလောင်းကို မုံရွာနောက်မြောက်ပိုင်းစစ်ဌာနချုပ်ကိုတည်ဆောင်သွားတယ်လို့ချောင်း PDF ကပြောပါဗျ။ရေစကန်တိုက်ခိုက်မှုကိုချောင်းမျိုးနယ်ပကဖာတိုက်ခိုက်ရေးတပ်နဲ့ PLDF LPDF တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့ထုတ်ပြန်ပါဗျ။ချောင်းမြို့နယ်မှာအော်တိုဘားလ10ရက်နေ့မနက်ကလည်းတန်လွင်မြန်မာစီဆိုင်အနီးမှာ စစ်တပ်ရင်နဲ့အတွက်လုံခြုံရေးယူဖို့ထွက်လာတဲ့ကင်းတာဝန်ကြားစစ်သား၄ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်တိုက်ခိုက်မှုအတွင်းစစ်သား၃ဦးသေဆုံးခဲ့ပြီးစိုက်ကယ်၄စီးတနက်၃လနဲ့ကြီးစံတွေတင်းဆဲရမိခဲ့တယ်လို့ချောင်း PDF ကပြောပါဗျ။စကိုင်းတိုင်းမုံရွာမြို့ကနေအောက်ဖက်ကိုစုံစင်းလာတဲ့ စစ်တပ်ရေရင်15စီးကိုဒီကနေ့မနက်ပိုင်းမှာချင်းတွင်းမြစ်ကြောင်းတနေရာမှာပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်သားတွေထိခိုက်သေးဆုံးတာရှိနိုင်တယ်လို့ချင်းတွင်း Fighter Group ကထုတ်ပြန်ပါတယ်။ချင်းတွင်း Fighter Group CFG Brave Half Army BHA တို့နဲ့ပူးပေါင်းပြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်တပ်ဘက်ကလည်းလက်နက်မျိုးစုံအပြင်ပါရာမော်တာစက်တက်လေးတွေနဲ့ပါဝယ်ပြီးတုတ်ပြန်ခဲ့တယ်လို့ထုတ်ပြန်ပါတယ် စစ်တပ်ဘက်ကတည်ဆုံမှုအသေးစိတ်ကိုစုံစမ်းနေပြီးရဲဘော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ချောင်းမြို့နယ်စီမီတပိတ်ကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရခဲ့တဲ့ပြည်သူတွေကို စေဝါနဲ့ရိတ်ခါတံပိုး225သိန်းကျော်ဖို့ဝေမျှထောက်ပံ့ခဲ့တယ်လို့စကိုင်းပြည်သူဖေးမကူကွန်ရက်ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့ တရင်ကျွလာပြင်းညကမုံရွာမြို့နယ်ချောင်းမြို့နယ်အဆက်ဘုံတိုရွာမူလာတန်းကျောင်းမှာပြုလုပ်နေတဲ့စင်မီးတပိတ်ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်24ဦးသေဆုံးပြီး40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရခဲ့တဲ့ပြည်သူတွေကိုချောင်းမြို့နယ်တာဝန်ခံစေအဖွဲ့ကကုသပေးနေပြီးစေဝါနဲ့စာနယ်ရိတ်ခါလူနာဖြည့်ဆက်စွာတွေအရေးပေါ်လိုအပ်နေတယ်လို့စကိုင်းပြည်သူဖေးမကူကွန်ရက်ကထုတ်ပြန်ပါတယ်။ မန္တလေးတိုင်းညာဦးကြောက်ပထောင်ကာလန်ပိုင်းကိုရင်တွေ ဖြတ်တန်းသွားလာချိန်မှာမှန်တကားတွေချပြီးမောင်းနှင်ပေးကြဖို့ညာဦးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်စစ်ရေးလုံခြုံရေးအခြေအနေတွေအရခီးသွွားပြည်သူတွေအနေနဲ့ညာဦးကြောက်ပထောင်ကာလန်ပိုင်းကိုညာ၁၇နှစ်ကနေမနက်၅နာရီအတွင်းဖြတ်တန်းသွားလာချိန်မှာမှန်တကားတွေချပြီးမောင်းနှင်ပေးကြဖို့ရင်တွေကိုပုံမှန်ထက်အချိန်ပြင်းစွာမောင်းနှင်ခြင်းမပြုကြဘူး ်ညာဦးမျိုးနယ် PDF ကတောင်းဆိုထားပါတယ်။ညာဦးမျိုးနယ်ကိုစိုးမိုးမှုရရှိနိုင်ဖို့စူးစမ်းနေတဲ့ကာလဖြစ်တာကြောင့်ရင်းတွေကိုတားဆီးပြီးအခွန်ကောက်ခံတာအလူခံတာတွေလုံးဝမပြုတ်လုပ်ဘူးလို့ညာဦးမျိုးနယ် PDF ကထုတ်ပြန်ထားပါတယ်။အော်တိုဘားလ10ရက်နေ့ကစပြီးညာဦးမျိုးနယ်ကန်နီပေါက်ရွာကြောက်ကန်ရွာနဲ့မကြီးတန်းရွာတွေကိုစစ်ကောင်စီကစစ်ကြောင်းထိုးနေတယ်လို့ဒေသခံအချို့ကပြောပါတယ်။